ီစာတင်ချိန်မှာတချေတို့ဟာအလဲပိုင်းချိုင်ဝမ်းဒေတာမှာရှိတဲ့နေပြည်တော်ပြည်ထောင်စုနယ်မြေနဲ့ထိဆက်နေတဲ့ပြည်နယ်တိုင်းဒေတာကြီးတွေမြေမျက်နှာတွင်ပြင်အကျယ်အဝန်းရာသီဥတုနဲ့ယုံကြည်ကိုးကွယ်မှုအကြောင်းကိုလေ့လာကြည့်ကြမယ်နော်။ 2003ခုနှစ်ကနေစပြီးတော့မြို့တော်တစ်ကိုရန်ကုန်မြို့ရဲ့မြောက်ဘက်320ကီလိုမီတာ မိုင်200ခန့်နဲ့မန္တလေးမြို့ရဲ့တောင်ဘက်265ကီလိုမီတာ165မိုင်ခန့်တို့မှာစတင်ပြီးတော့တည်ထောင်ခဲ့တယ်2006ခုနှစ်မှာဝင်ကြီးဌာနတွေကိုမြို့တော်တစ်ကိုပြောင်းရွှေ့ခဲ့ပြီးတော့နေပြည်တော်လို အမည်ပေးခဲ့တယ် မြို့တော်တက်ကမြန်မာနိုင်ငံရဲ့အလဲပိုင်းမှာတည်ရှိပြီးတော့အရှေ့ဘက်မှာဆိုလို့ရှိရင်ရှမ်းပြည်နယ်တောင်ဘက်မှာဆိုရင် ကရင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးအနောက်ဘက်မှာမကွေးတိုင်းဒေသကြီးမြောက်ဘက်မှာမန္တလေးတိုင်းဒေသကြီးတို့နဲ့နယ်နိမိတ်ထိစပ်လျက်ရှိတယ်နေပြည်တော်ကရှမ်းကုန်းပြင်မြင်းနဲ့ပဲခူးရိုးမအနေပြီးတော့တွေ့တန်းလာတဲ့တောင်ဆွဲတွေနဲ့တောင်ကုန်းနှိမ်များရှိတဲ့အတွက်မြေနှိမ်လွင်ပြင်ဒေသဖြစ်တယ် ထင်ရှားတဲ့မြစ်ချောင်းတွေရာစင်သေးချောင်းငလိုက်ချောင်းပေါင်းလောင်းချောင်းနဲ့စစ်တောင်းမြစ်တို့ဖြစ်တယ်။ရာသီဥတုကတော့အပူပိုင်းမိုးနဲ့ရာသီဥတုဖြစ်တယ်။နေပြည်တော်ပြည်ထောင်စုနယ်မြေကိုဥတ္တရခရိုင်နဲ့ဒက္ခိဏခရိုင် ဆိုပြီးတော့ခရိုင်နှစ်ခုနဲ့ဖွဲ့စည်းထားတယ်။ဥတ္တရခရိုင်မှာဆိုလို့ရှိရင် တက္ကုံမြို့နယ်ဥတ္တရတီတီမြို့နယ် ပုပ္ပသီရိမျိုးနယ်နဲ့ဇေယသီရိမျိုးနယ်ဆိုပြီးတော့ပါဝင်တယ်။ဒက္ခိဏခရိုင်မှာဆိုလို့ရှိရင်ပြင်မနာမျိုးနယ်၊လယ်ဝဲမျိုးနယ်၊ဒက္ခိဏသီရိမျိုးနယ်နဲ့ဇဘူသီရိမျိုးနယ်ဆိုပြီးတော့ပါဝင်တယ်။နေပြည်တော်ပြည်တော်စုနယ်မြေကအေရိယာစတူရန်ကီလိုမီတာ9000ကျော်ကျယ်ဝန်းနဲ့လူဦးရေတသန်းကျော်ဒီလူဦးရေတသန်းကျော်ဆိုတာက2019ခုနှစ်ကကောက်ထားတာเนาะ ဗမာလူမျိုးအများဆုံးနေထိုင်ပြီးတော့တိုင်းရင်းသားလူမျိုးတွေနဲ့တခြားလူမျိုးတွေလည်းနေထိုင်ကြတယ်အများစုကဗုဒ္ဓဘာသာကိုကိုးကွယ်ကြပြီးတော့ခရစ်ယာန်ဘာသာ၊အစ္စလမ်ဘာသာ၊ဟိန္ဒူဘာသာနဲ့တခြားဘာသာကိုးကွယ်တဲ့သူတွေလည်းရှိကြတယ်။ကဲဒါဆိုလို့ရှိရင်ဒီ channel နဲ့နောက်စာသင်ချိန်တစ်ခုမှပြန်တွေ့ပါမယ်။ ဒီစာသင်ချိန်မှာတော့အုတ်ချုပ်ရည်မျိုးတော်ဖြစ်တဲ့နေပြည်တော်ပြည်ထောင်စုနယ်မြေရဲ့ထင်ရှားတဲ့အဆောက်အုံတွေနဲ့စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေအကြောင်းကို လေ့လာကြည့်ကြမယ်နော်။နေပြည်တော်ကနိုင်ငံတော်အစိုးရရုံးဆိုင်ရာအုတ်ချုပ်ရည်မျိုးတော်ဖြစ်တယ်။ အုတ်ချုပ်ရည်မျိုးတော်ဖြစ်တာနဲ့အညီဥပဒေပြုရေးအုတ်ချုပ်ရည်တရားစီရင်ရေးတို့နဲ့သက်ဆိုင်တဲ့ပြည်ထောင်စုလွှတ်တော်နိုင်ငံတော်သမရယုံပြည်ထောင်စုအစိုးရအဖွဲ့ယုံပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ဝင်ကြီးဌာနအသီးသီးအတွက်သက်ဆိုင်ရာပြည်ထောင်စုဝင်ကြီးယုံစတာတို့တည်ရှိတယ်အဲ့ဒါလေးအပြင်ကို နိုင်ငံတော်ဗဟိုဘဏ်မြို့တော်ခမ်းမစတဲ့အဆောက်အုံတွေလည်းရှိတယ် နေပြည်တော်မှာနိုင်ငံတော်အကြီးအကဲတွေရဲ့နေအိမ်တွေဝန်ထမ်းအိမ်ယာတွေလူနေရပ်ကွက်တွေကိုလည်းစနစ်တကျထည့်သွင်းတည်ဆောက်ထားတယ်။နေထိုင်သူတွေရဲ့ပညာရေး၊ကျန်းမာရေးတို့အတွက်တက္ကသိုလ်တွေ၊ကျောင်းတွေ၊စာကြည့်တိုက်တွေ၊ဆေးရုံတွေစတာတွေလည်းရှိတယ်။ ကဲဒီပုံလေးရဆိုလို့ရှိရင်ပြည်တော်စုလွတ်တော်အဆောက်အုံပုံလေးနော်ပြည်တော်စုလွတ်တော်ဆိုတာကပြည်သူလွတ်တော်နဲ့အမျိုးသားလွတ်တော်အခမ်းအနားတွေကျင်းပတဲ့နေရာဖြစ်တယ်လွတ်တော်များတင်သွင်းတဲ့ဥပဒေကြမ်းနဲ့အစီရင်ခံစာတွေကိုဆွေးနွေးတာတို့ဆုံးဖြတ်တာတို့ကို ဆောင်ရွက်ကြရတယ်ကဲနောက်တစ်ခုကနိုင်ငံတော်သမ္မတအိမ်တော် အရေးကြီးတဲ့သတင်းအချက်အလက်တွေအမိန်နဲ့အမိန်ကြော်ညာစာတွေကိုထုတ်ပြန်တဲ့နိုင်ငံတော်သမရယုံဟာနိုင်ငံတော်သမရအိမ်တော်မှာတည်ရှိပြီးတော့သတင်းစာရှင်းလင်းပွဲတွေကိုလည်းဆောင်ရွက်တယ်။ကဲဒီပုံလေးရတော့နေပြည်တော်ကရင်တထောင်ဆေးယုံအများပြည်သူတွေရဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေကိုပေးတဲ့နေရာတစ်ခုနော်။ဒီပုံကတော့ပြည်တော်စုဝင်ကြီးများယုံ တက်ဆိုင်ရာဝင်ကြီးဌာနအလိုက်အုပ်ချုပ်ရေးနဲ့စီမံခန့်ခွဲရေးလုပ်ငန်းတွေကိုဆောင်ရွက်ကြတဲ့နေရာ။ကဲဒီချဲလို့နောက်ဆက်မျက်နှာတစ်ခုကိုဆက်ပြီးတော့ကြည့်ကြမယ်။ သာသနာတော်ဆိုင်ရာဇေဒီပထိုးတွေနဲ့သာသနိကအဆောက်အအုံတွေလည်းရှိတယ်။နေပြည်တော်မှာလေးလာစရာအမျိုးသားပြားတိုက်၊ကြောင်မြတ်ယတနာပြားတိုက်၊နခတ်တရာပြားခန်းတို့အပြင် အနားယူအပန်းဖြေစရာပန်းချံနေ၊ပန်းဥယျင်နေ၊ safari ဥယျင်၊တလိပ်ဆန်ဥယျင်၊ရေပူဆန်စတဲ့နေရာတွေလည်းရှိတယ်။ နိုင်ငံတကာထိပ်သီးဆွေးနွေးပွဲတွေကျင်းပပြုလုပ်တဲ့မြန်မာအပြည်ပြည်ဆိုင်ရာ convention center တွေနဲ့အပြည်ပြည်ဆိုင်ရာအားကစားပွဲတွေကျင်းပပြုလုပ်တဲ့အားကစားရုံ အားကစားကွင်းတွေလည်းရှိတယ်ပြည်တွင်းပြည်ပခရီးသွားတွေတဲခုနိုင်ဖို့အတွက်နိုင်ငံတကာအဆင့်မီဟိုတယ်တွေနဲ့အစိုးရဧည့်ခရာတွေလည်းရှိတယ် နေထိုင်သူတွေရဲ့ခရီးသွားလာသူတွေရဲ့အဆင်ပြေစေဖို့အတွက်မြို့နယ်အသီးသီးမှာဈေးတွေလည်းထားရှိပြီးတော့ဈေးဝယ်စင်တာလေးလည်းရှိတယ်။ဒီပုံလေးအားဆိုလို့ရှိရင်နေပြည်တော်မှာရှိတဲ့ဩပန္ဒတန်တိဈေးတီတော်နော်။ရန်ကုန်မြို့မှာရှိတဲ့ရွှေတကုံဈေးတီတော်ရဲ့ပုံစံကိုနမူနာယူပြီးတော့တိဆောက်ထားတဲ့ဘသူမဆိုးကြီးညိုဖူးမြော်လေးလာနိုင်တယ်။ကဲနောက်တစ်ခုကတော့ကြောင်မြတ်ယတနာပြတိုင် မြမအဖိုးတန်တွင်းထွက်ယတနာတွေကိုကြောင်းမြတ်ယတနာပြတိုက်ကြီးမှာသွားပြီးတော့လေးလာလို့ရတယ်။ Safari ဥယင်တောထွေးတိရစ္ဆာန်တွေရဲ့တဘာဝအလျောက်နေထိုင်တဲ့ပုံစံတွေအတိုင်းဖန်တီးထားတဲ့နေထိုင်ကျဆားပုံတွေကိုလေ့လာနိုင်တယ်။ကဲဒီတစ်ခုကတော့မြို့မဆေးကြီးမျိုးမစေးကြီးရတော့နေစေးညစေးရှိပြီးတော့ပြည်တွင်းပြည်ပကုန်ပစ္စည်းတွေစားတောက်ကုန်စတာလေးကိုရောင်းချပေးတယ် ကဲဒါဆိုဒီချက်နဲ့နောက်စာမျက်နှာတစ်ခုထပ်ပြီးကြည့်ကြမယ်နော်ကဲနေပြည်တော်ကိုစိမ့်လန်းမျိုးတော် green city အဖြစ်အစဉ်အမြဲလှပစိမ့်လန်းဆိုပြေစေဖို့နှစ်တိုးနှစ်ရှည်ပင်နေနဲ့ရောင်စုံပန်းလှပင်နေကိုလမ်းတွေရဲ့တစ်ဖက်တစ်ချက်နဲ့လမ်းလေကောင်ကျွန်းနေမှာလဲစိုက်ပျိုးထားတယ် လမ်းမကြီးတွေဆုံရမနဲ့လမ်းဆောင်တွေရင်ကြောရှုပ်ထွေးမှုမရှိစေဖို့အတွက်ရင်အနေရကင်းရှင်းစေဖို့လမ်းလေအဝိုင်းတွေထားရှိတယ်။အဲ့ဒီလမ်းလေအဝိုင်းတွေတာယာလှပစေဖို့အတွက်ရုပ်လုံးကြွပုံတွေမြက်ခင်းတွေရေပန်းတွေလျှက်စစ်မီရောင်စုံတို့နဲ့တန်ရှင်းတက်ရက်စွာတိဆောက်ထား အဲ့ဒါလေးအပြင်ကိုအဝေးပြေးရှင်ရနာစခန်းနေပြည်တော်ဘူတာကြီးနဲ့အပြည်ပြည်ဆိုင်ရာလေစိတ်တို့လည်းရှိလို့နေပြည်တော်ကနေမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဒေသအသီးသီးကိုအလွယ်တကူဆက်သွယ်သွားလာနိုင်တယ်။အသစ်ဖောက်လုပ်ထားတဲ့ရန်ကုန်နေပြည်တော်မန္တလေးအမြန်လမ်းမကြီးလည်းရှိတယ်။ကဲဒါဆိုတစ်ချဲတော့ပုံလေးတွေကိုကြည့်ကြမယ်နော်။ကဲဒီပုံလေးကတော့တပြေကုန်းအဝိုင်း နေပြည်တော်အတွင်းလမ်းမကျယ်တွေရှိပြီးတော့လမ်းမကြီးတွေစုံများလမ်းစုံတွေမှာရင်ကျောရှုပ်ထွေးမှုမရှိစေရန်နဲ့ရင်အန္တရာယ်ကင်းရှင်းစေရန်စိန်လန့်ဆိုပြေလှပစေဖို့အတွက်ဗိုလ်ချုပ်ကျေးရုပ်ရှိတဲ့တပြေကုန်းအဝိုင်းအပါဝင် အဝိုင်းတွေကိုတန်ရှင်းလှပစွာနဲ့တည်ဆောက်ထားတယ်။ကဲဒီပုံလေးရတော့အပြည့်ပြည့်ဆိုင်ရာလေးစိတ်ပြည်တွင်းပြည်ပလေရင်နဲ့စားရောက်တဲ့ ထွက်ခွာတယ်။ကဲအခုဆိုလို့ရှိရင်တီချဲတို့ကအုတ်ချုပ်ရည်မျိုးတော်ဖြစ်တဲ့နေပြည်တော်ပြည်ထောင်စုနယ်မြေအကြောင်းကိုတင် जा ပြီးပြီဆိုတော့တီချဲနဲ့နောက်စာတင်ချိန်တစ်ခုမှာမြန်မာနိုင်ငံရဲ့စီးပွားရေးမျိုးတော်ဖြစ်တဲ့ရန်ကုန်မြို့အကြောင်းကိုထပ်လေ့လာကြမယ်နော်။တီချဲနဲ့ထပ်တွေ့ပါမယ်။